ဒီနေ့မှာတော့မန္လေးတိုင်းကြောက်ပြောင်းမြို့ကကုန်းတော်ကြီးဖရာလို့ခေါ်တဲ့မင်္ဂလာစေတီတော်ကို သွားရောက်ဖူးမြော်ပြခဲ့ပါတယ်။ဒီစေတီတော်ကကြောက်ပြောင်းမြို့လေကောင်ကကြောက်တောင်ဘူးလေးပေါ်မှာတီထားကိုးကွယ်တော်မူတဲ့စေတီတော်တစုပဲဖြစ်ပါတယ်။စေတီတော်ကနေရာချင်းချင်းလေးဆိုပေမဲ့စေတီတော်ပေါ်မှာလေပတ်လီလာဖူးမြော်စရာတွေများစွာရှိပြီးတော့စေတီတော်ကြီးရဲ့ဘေးမှာဆိုလို့ရှိရင်ဗုဒ္ဓဂါယာက နေပြီးတော့ခက်ခက်ခဲခဲပင်းဆောင်လာခဲ့တဲ့ ဗောဓိညောင်ပင်ကိုပါတွေ့မြင်ပါပဲဖြစ်ပါတယ် ိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဥယျာဉ်မူပါဗျကျွန်တော်အခုကြောက်ရောင်းမှာရောက်နေတာပဲဖြစ်ပါတယ်ကြောက်ရောင်းမှာရောက်တော့ကြောက်ရောင်းမြို့မှာလေပတ်စရာဖျားစီတော်တွေကအရန်ပေါ်များတဲ့အတွက်ကြောက်ရောင်းမြို့ကဖျားစီတော်တွေကိုလေပတ်ဖူးမြော်ထားပါတယ်အဲ့ဒီတဲမှာဒီနေ့ဗီဒီယိုလေးကတော့ကုန်းတော်ကြီးဖျားလို့ခေါ်တဲ့မင်္ဂလာစီတော်ကိုသွားရောက်ဖူးမြော်ထားပဲဖြစ်ပါတယ်ဒီကုန်းတော်ကြီးဖျားလို့ခေါ်တဲ့မင်္ဂလာစီတော်ကကြောက်ရောင်းမြို့လေကောင်မှာတည်ရှိပါတယ် ကြောက်တောင်မြို့လေကောင်မှာထီထီတီရှိနေတဲ့ကြောက်တုံးကြောက်တောင်ဘူးလေးပေါ်မှာဈေးလုံးတီထားကိုးကွယ်တာပါအားလုံးဟာမြေပြန်ဖြစ်ပြီးတော့ဒီနေရာလေးမှာပဲတောင်လေးဖြစ်နေတာအတွက်တရားရှင်မြေတော်ကနေပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ရှုခင်းနေရာလဲအေးချမ်းပြီးလှပလုံးပါတယ်အားတော့ရင်းမြတော်တက်ဖူးမဲ့လေကားဆောင်တန်းလေးပေါ့နော်။ဒါပေမဲ့အပေါ်မတက်ခင်မှာအောက်ခြေနားမှာ ထရေဆောင်တစ်ခုကိုတွေ့မြင်ရတဲ့အတွက်ဝင်ရောက်ဖူးမြော်ပါတယ်။ဒီပရိသတ်ကလည်းခန်းခန်းနာနာနဲ့ပြင်ဆင် ပြုလုပ်ထားတာကိုတွေ့မြင်ရပါတယ်ဗျ။ရုပ်ဘွားတော်ကြီးတစုကိုဖူးတွေ့ရပြီးတော့အရန်ကို အေးချမ်းလာပါတယ်။နောက်မှဆိုလို့ရှိရင်ညောင်ပင်နေတရက်ပင်နေနဲ့အရန်ကိုကြီးညိုစရာကောင်းလာပါတယ်ဗျ။ ီဘက်မှာလည်းတောင်ပေါ်တက်တဲ့ဆောင်းနှံတစ်ခုထပ်တွေ့ရပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီဘက်ဆောင်းနှံပဲတက်လိုက်မယ်ဗျဟိုဘက်ဆောင်းနှံအနေနဲ့တက်လို့ရတယ်။ဟိုဘက်ဆောင်းနှံအနေနဲ့တက်လို့ရကျွန်တော်အခုဒီဘက်ဆောင်းနှံအနေနဲ့တက်မယ်ပေါ့နော်။ဒါဒီဘက်ကနေဆင်းလိုက်လို့ရှိရင်ဒီဘက်ကပုတ်တိကျောင်းရှိတယ်။မင်္ဂလာစေတီကျောင်းတိုင်တယ် တောင်းတဲ့အချိန်မှာခုနကကျွန်တော်ကတော့အဲဒီမှာသွားရက်ပါတယ်နော်အဲ့ဘက်ထင်းမှာလည်းခုနကတော့ကြောက်တော့ပြီးမှအကြီးတစ်ခုရှိတယ်ဗျအဲ့ကြောက်တော့ရင်ကျွန်တော်ရိုက်ပြအောင်မယ်ကြောက်တော့ရင်အထောင်ကြီးပေါ့နော်ကောင်းနိုင်ဦးနှစ်ခုတွဲရကြီးလောက်တာဒါဒီနေရာကတော့ပထမယင်ပြန်တော်လို့ပြောရမှာပေါ့เนาะ အထက်မှာနောက်ထပ်ရင်မြင်တော်တစ်ခုရှိပါသေးတယ်အမြင့်ဆုံးရင်မြင်တော်ပေါ့အဲ့ပေါ်မှာတော့ပိုးပြီးတော့ကြောက်ရောင်းမြို့ရဲ့ရှူခင်းကိုကြည့်လို့လှပါတယ်ဒီပေါ်မှာလေးတစ်ဖြူးနဲ့အေးနေတယ် ကတော့အေးနေတယ်ပုံမှာပုံမှာဇီရော်လေးတွေကိုတိုင်တစ်ခုချင်းစီပုံမှာတဲထားလာလေးတွေကတော်တော်ကြည့်နေတယ်ကောင်းငါဖျားတောင်းနေမှာဆိုရင်ကနဂူရီတိုက်ခေါ်တာပေါ့နော်ကနဂူရီတိုက်ခဲမှာရွာတော်ရေးတစုပြင်ပြရပါတယ်ရန်ကိုကြည်ညိုကြအကောင်းပါလေဗျတပ်ပယ်လိုက်တာ ုတော်ရမြတ်စွာဘုရားပဲဖြစ်ပါတယ်။ဒါကဆောင်းတန်းလေးတွေတော်တော်အေးတယ်ဒီဘောကဆောင်းတန်းလေး။ဒီမှာလည်းယူပွားတော့ပစီခတ်မှန်ကူပြရပါလား။အာဖရာကြီးရဲ့တောင်ဘက်တက်တဲ့ချင်းမှာတွေ့ရတဲ့ရွာတော်ကြီးဖြစ်ပါတယ်။ဒီရွာတော်ကြီးကကျွန်တော်ဒီကြောက်ရောင်း ဈေးဘက်ကနေပြီးထွက်လာတဲ့အခါကျောက်ရောင်း main line main line ကနေထွက်လာတဲ့အတက်မှာဘယ်လိုရှိသဘောတော်ဤတန်းပြအောင်ပေါ့နော်ရုပ်ဘွားတော်ရအရန်ကိုတက်ပယ်လွန်လာပါတယ်။ကျေးဇူးပါ ကျောက်ရောင်းမိထီလာလမ်းကျွန်တော်ကျောက်ရောင်းမြို့ပေါ်မိန်လမ်းပေါ့နော်ဒီမှာရုပ်ပွားတော်တွေရှိသေးတယ်တွားဖူကြမယ်ပေါ်လဲတက်ဖူးလို့ရတယ်ပေါ့နော်အပေါ်လဲတက်ဖူးလို့ရတယ်အဲ့တော့အပေါ်တော့ကျွန်တော်အောက်ကိုစုံမှပဲအပေါ်ကိုတက်ဖူးမယ်ပေါ့နော် ဲချမ်းမှာဟိုမှာကောင်းတီတောင်ရဲ့ရှူဝင်းနေတဲ့ပုံနဲ့တည်းညမ်းမှာမဟုတ်ဘူး။ကောင်းတီတောင်ရဲ့ရှူဝင်းနေတဲ့တော်လှပြ။ဘဝတီကိုကျွန်တော်ပြကြမှာတော့ဖုံမယ်အခုဒီဘက်မှာစီရောတဆူရှိတယ်အဲ့ဒီကိုညောဖုံ။ဒီမှာစီရောတဆူရှိတယ်။စီရောမှာအောင် ရင်မှာဆိုတော့ရေဘွားတော့၃ဆိုဖူးတွေ့ရပါတယ်ဒီကမှာစောက်စာလေးတစ်ခုတွေ့ရတယ်ပေါ့နော်စောက်စာရာဆိုရင်းနဲ့နော်တနည်းဒီကစတောင်းကြီးစီတော့ဖြစ်ပါတယ်ပြန်လေပြုပြင်ခဲ့တဲ့ခုနှစ်ကားတဲ့1999 28ရက်10လ1999ခုနှစ်မှာပြန်လည်ပြုပြင်ခဲ့ရပေါ့နော်အခုမြင်တွေ့ရတာတော့ဒီစီဒီတော်ရဲ့ထီတော်ဟောင်းပေါ့နော်ထီတော်ဟောင်းကိုစင်ပေါ်မှာပူဇော်ခံပြသထားတာကိုတွေ့ရတယ်ဗျဒီမှာဇောင်းတန်းလေးရှိတယ်ပေါ့နော်ဇောင်းတန်းလေးကတော်တော်လေးကိုချစ်စရာကောင်းတယ်ကျွန်တော်တို့ဓာတ်ပုံရိုက်မယ်တစ်တော့ရိုက်မယ်ဆိုရင်လှတယ်ပေါ့နော်အဲကျွန်တော်တို့ကတော့လူငယ်ဆိုလူငယ်မျက်လုံးနဲ့ကြည့် အဲ့ဒီလေကားလေးကနေအပေါ်တက်ကြည့်ပြီးခရရဲ့ဘေးကနေပြီးတော့ကျွန်တော်တို့ပတ်ပြီးတော့ခရရင်မြင်တော်ဘုံကိုပြန်ရောက်ရှိခဲ့ပါတယ် Sunny up and tell me about the people that you know who were trying to feel alive အေးကြမ်းလိုက်တော့တော်တော်အေးကြမ်းနေ ဲ့ဒါဆိုရင်ကျွန်တော်တို့ဖရရဲ့တောင်ဘက်ချမ်းမှာရှိတဲ့ဇေယျတော်တွေကိုသွားရောက်ထမ်းမှာပြီးတော့လေ့လာကြမယ်နော်ဘုကလေးဝဆရာတော်ဖရာတီထားကိုွယ်တော်မူသောရွှေချမင်းစီရီတော်တဲ့ရွှေချမင်းစီရီတော်ပဲဖြစ်ပါတယ် ရင်စီတော်တတ်ဖူးကြည့်မယ်ဗျာဒါတော့နကယုံဖျားပဲဖြစ်ပါလေနကယုံဖျားပါဒါတော့ရှင်အရဟံအဖဘုံမင်းကောင် နေလာဖရာတဲ့ပြန်မူဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုတိုင်းမသွားပြမရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာ ကိုယ်တိုင်သွားဖူးရောက်ဖူးသွားသလိုခံစားရစီဖို့အတွက်ရည်ရွယ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလဲပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေဖြစ်နေသေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပြောစရာတစ်စုံတစ်ရာရှိခဲ့လို့ရှိရင် comment မှာမန်းခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပေးပါဗျအသစ်တင်တိုင်းသိအောင်လဲ notification လေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ် ဖျားကြီးကရမ်းချီညိုပြီးတတ်ပေစရာကောင်းလာပါတယ်ဗျ။ဖျားကြီးမှာဆိုတော့ရွှေတွေနည်းနည်းကွာကုန်ပြီပေါ့နော်ကျွန်တော်နီရောင်တွေဖြစ်နေတယ်။ပြန်လည်းပြည့်ဝမုံမမို့တော့လိုအပ်လာပြီလို့ကျွန်တော်မြင်မိပါတယ်။ပြီးတော့ဒီမှာတော့ကြာပွင့်တွေလှုပ်ထားပေါ့နော်ကျွန်တော်တို့အပေါ်ရောက်ရင်တော့ပိုးပြီးတခြားလိလာလို့ရမယ်ဗျ။ကြာပွင့်တွေလှုပ်ထားတာစတီးတွေနဲ့ကြောက်တုံးကြီးရတယ်ကျွန်တော်ကြိုက်သီးရိုးလို့ကြောက်တုံးကြီးပဲဗျ။တကယ်ကိုကြီးပါနော်။ကြောက်ပလောင်းမျိုးလေကောင်မှရှိနေတဲ့ကြောက်တုံးကြီးပါ။ ီမဲ့ကြောက်တုံးတုံးကိုရွှေချတာဗျာရွှေတွေမဝင်ဘောနဲ့ကြောက်တုံးတုံးကိုရွှေချတာမိုက်လိုက်တာရမ်းကိုကြီးညိုရကောင်းပါလေဗျာတကယ်ကိုကြီးညိုရကောင်းတယ်ကျွန်တော်မိုက်လိုက်တာလို့ပြောတာကကြောက်တုံးကိုပဲပြောတာနော်ကျွန်တော်ဖះကိုပြောတာမဟုတ်ဘူးကျွန်တော်ချားကူဒီတွေမှာလည်းအဲ့လိုမျိုးမိုက်တယ်မိုက်တယ်လို့ပြောလို့မလို့ကျွန်တော်ပြောတဲ့သူတွေရှိတယ်ကျွန်တော်မိုက်တယ်ဆိုတာပြင်ဆင်မှုတွေအဲ့ဒီကြောက်တုံးကြီးတွေဆိုမိုက်တယ်ဗျာဒါကြောက်တုံးကြီးရှိတယ်ဒါဖះမဟုတ်ဘူးဖះစီရီယာအပေါ်မှာပေါ့နော် ဒီကြောက်တုံးကြီးကိုရွှေချတာတကယ်သဘောကျစရာကောင်းနေမိုက်တယ်ပေါ့နော်အဲ့ဒါကိုပြောချင်တာအဲဆေးရီကတော့တတ်ပဲလို့ပဲပြောပါတယ်ဘူးဒီကဘေးမှာဆိုလို့ရှိရင်လေဒီကန်တော်နဲ့အာရှင်ဥပကုံနဲ့တူရှင်ဥပကုံတဲ့ယဟန္တာပုံတော်နဲ့အတူဒီကန်နဲ့တွေ့ရတယ်ဗျာ ီလေးကလည်းပြီးနေတယ်ကျွန်တော်ပုတ်ပါးကြီးတယ်ရမ်းကြီးရမကြီးပင်မကြီးလေးကိုကြီးတယ်ဒီမှာဒီဘက်မှာအောက်ကိုဆင်းတဲ့လမ်းလေးရှိတယ်ကျွန်တော်ဆင်းမဲ့ဆင်းပြအောင်နော်ဘာလို့လဲဆိုတော့ဒီမှာ body ညောင်ပင်ရှိတယ်အဲ့ဒီ body ညောင်ပင်ဟာဒီမှာခုနကတော့ကျွန်တော်ဗီဒီယိုရိုက်ပြခဲ့တဲ့စီရီတော်တွေရဲ့အထက်က body ညောင်ပင်ပေါ့နော်အဲ့ဒီ body ညောင်ပင်ရဲ့အပင်ခြေရင်းမှာဆိုလို့ရှိရင် ။ညောင်ရီသွန်းပွဲကျင်းပတဲ့ညောင်ရီသွန်းတဲ့ကံပေါ့နော်ကံလုတ်ပြီးသားတွေကအခုဒီမှာဘောကြီးညောင်ပင်ရဲ့သမိုင်းကိုဖတ်လိုက်ရတယ်ပေါ့နော်အခုမြင်တွေ့နေရတယ်ဒီဘောကြီးညောင်ပင်ကတန်ဝေဇနီးရလေးဌာနဗုဒ္ဓဂါယအိန္ဒိယနိုင်ငံကနေပြီးတော့ထက်ခက်ခဲခဲကိုပင့်ဆောင်လာခဲ့တဲ့ဘောကြီးညောင်ပင်ပဲဖြစ်ပါတယ်တဲ့အာဒီမှာမြေချဆိုင်ပြူတာတော့1988ခုနှစ်တုန်းကမြေချဆိုင်ပြူခဲ့တာတဲ့ ဲ့တော့1988နှစ်တော့ဆိုတော့နှစ်တော်တော်ကြာပြီပေါ့နော်35နှစ်လောက်ရှိပြီလို့ပြောလို့ရတယ်ဗျာ35နှစ်ဝင်းချင်ပေါ့နော်အဲ့လောက်ကြာပြီဒီဘော်ဒီညောင်ကြီးရဲ့တက်တန်းပြီးတော့အိန္ဒိယနိုင်ငံဗုဒ္ဓဂယာကနေပြီးခက်ခက်ခဲခဲပင့်ဆောင်လာတာညောင်မင်းတပင်ဟိုအိန္ဒိယနိုင်ငံကနေပင့်ဆောင်လို့တော့မလွယ်ဘူးတကယ်ကိုခက်ခက်ခဲခဲပင့်ဆောင်လာခဲ့ရပါ အဲဆိုဒီဘက်မှာဗာရီရှိသေးလဲဗာရီဖူးမြော်ကြရရှိသေးလဲဗာလိလာကြရရှိသေးလဲတို့တို့ထပ်မှန်ပြီးတော့ကြည့်ကြအောင်ဗျအဲ့ဒါဆိုလို့ရှိရင်ဒီဘက်မှာကုန်းသွားရေဆိုတော့ကျွန်တော်တို့စူတောင်းပြည့်မင်္ဂလာစီတော့ရင်းမြင်တော်ကြီးကျွန်တော်တို့တက်ဖူးကြမယ်ဗျโอเคဘာသာဆို င်မင်းတို့ဘောတော့ခြေတော်နည်းနည်းတော့ပူတာပေါ့နော်ခြေတော်တော့နည်းနည်းပူတယ်ဒါတော့ဖရာရဲ့အပေါ်ဆုံးရင်မြင်တော်ပါဒီရင်မြင်တော်ဘောကနေကြည့်လို့ရှိရင်ကြောက်ရောင်းမြို့ရဲ့ရှုခင်းကိုလှပစွာတွေ့မြင်ပါပဲဖြစ်ပါတယ်ကနကျွန်တော်ကြည့်ချင်နေတဲ့ငါကတော့ကတော့သတိနဲ့လောက်ထားပါတော့ ုတ်ခဲ့တာစတီးနဲ့လှုပ်တာကဟိုဟာကြာပန်းတွေလှုပ်ထားပါတော့ကြာပန်းတွေလှုပ်ထားခုမြင်တွေ့ရတဲ့အချိန်မှာဇီရိုကြီးဖူးတွေ့ရတာကိုရမ်းကိုချီညိုစရာကောင်းလာပါလေကဇီရိုကြီးကရှင်မြတော်ကြီးကလည်းခြေကြီးပေါ့နော်ကြောက်ပေါင်းမျိုးရဲ့မျိုးလေကောင်မှဒီဇီရိုကတည်ရှိတာဖြစ်တဲ့အတွက်ဒီနေရာနေပြီးကျွန်တော်တို့ညအပိုင်းနေမှာဖိုင်းကြည့်မယ်ဆိုရင်တော့မှရှုခင်းနေအရန်လာမယ်ပေါ့နော်ခုနေခင်းမှတော့နေတာပူတဲ့အတွက် ထိုင်လို့ဆင်မပြေနိုင်ဘူးအဲမဲ့ညာဘက်နေမှာဒီပေါ်မှာလားထိုင်မယ်ဆိုတော့ view လေးကြည့်လိုက်လက်ဖက်လေးတောက်လိုက်ဆိုတော့တော်တော်လေးဟိုစိန်ကြရတယ်ပေါ့နော်ဟိုဘက်ကဈေးသွားတယ်နိုင် ဟိုမှာဖူးညံတွေ့နေတဲ့ဒီရောတဆူကလည်းလက်ပတ်ဖူးမျောလေးလာချင်စရာရမ်းကောင်းပါလေ။ဒါလည်းကြောက်ရောင်းမျိုးပါစီရောရပါစီလည်းတော့ကျွန်တော်မသိဘူးပေါ့နော်။တကယ်လို့သွားလို့လွယ်မယ်ဆိုရင်တော့ကျွန်တော်အဲ့ဒီစီရိုလည်းသွားရောက်ဖူးမျောပြီးပါမယ်။စောင့်ကြည့်ပြတတ်ပါအောင်ဗျာ။ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာ။ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းတွေတောင်ကျေးဇူးထူးတင်ရှိပါတယ်။ဒီဗီဒီယိုလေးမှာပြောတရားတော်တရားရှိခဲ့လို့ရှင်ဒီပိုင်းကြံပြုတ်ခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ နောက်ပြီးတော့ကျွန်တော်ဗီဒီယိုလေးတွေကိုကြည့်ရတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အားဖြစ်စီမဲ့စကားလုံးလေးပေါ့နော်ခွန်မမမန်ကေဘူးအတွက်ပေါင်းဆက်တင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ Bye bye ကျောက်တုံးမှာကြီးပဲဗျာထူဆန်းလိုက်တာဒီဘက်နေဒီမှာပဲရှိတာပေါ့နော်ဒါပုပ်ပားနေပုပ်ပားနေဆိုတော့ပုပ်ပားရဲ့ကျောက်တောင်နေကျောက်ချော်ကြီးတုံးနေအားရဒီဘက်မှာဒီမှာရှိနေ